အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ယောဖြစ်ပါတယ်ဒီနေ့မနေ့မှာတော့အလုပ်ကိစ္စလေးရှိနေလို့စေသတင်းတွေအစားသတိပေးနေတဲ့အချက်ကလေးတစ်ချက်ကိုပြောပြပေးသွားပါမယ်ချမ်းဖက်စစ်တပ်ဟာအင်အားပြောင်းပြီးမှုတွေကိုဘလို့မှမဖြေစည်းနိုင်တော့တဲ့အတွက်ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီးအတိတ်အမှလူသစ်စုကြပါတော့တယ်ပြည်သူ့စစ်မှုထမ်းဥပဒေကို2010ပြည့်နှစ်နိုဝင်ဘာလတွင်ပြဋ္ဌာန်းခဲ့ပြီး2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာရင်းဥပဒေအားအသက်ဝင်စေခဲ့တာ တင်နာပတ်စဉ်တကိုတိုင်းဒေသကြီးများနဲ့ပြည်내အသီးသီးမှာတွင်လက်ခဲ့တာဖြစ်ပါတယ်ဒီသင့်မှုတန်းဥပဒေအား2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစတင်အာဏာတီကြောင်သတ်မှတ်တဲ့အမိန့်ကြေညာစာကိုဒီကနေ့ရက်စွဲဖြင့်ထုတ်ပြန်ကြောင်းသိရပါတယ်။အဲ့ဒီတော့လီပဲလို့အာဏာမသိခင်ကာလစစ်သားတွေအဆူသောင်းခက်ခဲလာပြီးပြုံးလေးရေချိန်မြင့်တက်လာချိန်မှာအဆိုပါဥပဒေကိုပြဋ္ဌာန်းဖို့ဗိုလ်ချုပ်တချို့ကအကြံပေးခဲ့ပေမဲ့မလုပ်ရဲခဲ့ပါဘူး။ သူတို့စိတ်ထဲကရေးဆွဲထားတဲ့အစိမ်းအောင်စာအုပ်ကြီးထဲမှာစစ်စည်းရုံးချင်းကိုတက်ချုပ်ကစစ်ခေါ်တဲ့အချိန်မှာအသက်ဝင်လာမှာဖြစ်ပါတယ်။ဒါဆိုရင်စစ်တပ်ဘာလို့မလုပ်ရဲခဲ့သလဲ။ဒီမိုကရေစီခေတ်မှာစစ်တပ်ထဲကိုပညာဓာတ်တွေရောက်လာရင်ပုံဆွေးချတဲ့လောက်ကိုက်နေတဲ့ institution ကြီးကိုပြည်သူတွေတွေ့မြင်သွားကြမှာဖြစ်ပါတယ်။နောက်တစ်ချက်ဒီမိုကရေစီပြည်သူအစိုးရခေတ်ဆိုတော့ကြောသားရင်သားမခွဲခြားပဲထည့်ရပါတော့မယ်။အဲ့ဒါဆိုရင်သူတို့ရဲ့သွေးသားဆွေမျိုးတွေပါဝင်ခိုင်းရတော့မှာဖြစ်ပါတယ်။ အဲ့ဒီအချက်တွေကြောင့်သာမလုံရဲပဲငြိမ်ကုန်နေကြရတာဖြစ်ပါတယ်။ပြည်တွင်းနဲ့မိဘပြည်သူတွေကိုရှင်းပြမရသေး။အဲ့ဒီဥပဒေဟာအသက်ပြည့်ပြီသူအားလုံးချောင်လွဲလို့မရပါဘူး။စိတ်ရောကဝေနာတယ်တွေပဲလွတ်ကင်းတာဖြစ်ပါတယ်။ပြီးတော့နှစ်နှစ်သေးပါကွာဆိုပြီးလဲမထင်ပါနဲ့။အရေးပေါ်အခြေအနေဆိုရင်၅နှစ်ထမ်းဆောင်ရမှာဖြစ်ပါတယ်။၅နှစ်ပြည့်ရင်လည်းပြီးပြီလားမပြီးသေးပါဘူး။အိုကြီးအိုမစစ်မှုထမ်းတွေတောင်ပြန်ပြီးတနပ်ပေးကင်ထားတာကိုကြည့်ပါ။ စစ်တဲရောက်ပြီးရင်လည်းသိကြပါလိမ့်မယ်။နီလာနေကြနဲ့ထွက်ခွင့်ရသူများတောင်ထွက်ခွင့်ကြပြီးတဲ့နေ့ကနေကာလတစ်ခုထိစစ်စည်းကမ်းကိုလိုက်နာနေသူများဟုမှတ်ယူရမည်လို့ပါရှိပါတယ်။ထွက်ခွင့်ကြပြီးလို့စမတ်ကာလမပြည့်မီသေးရင်စစ်စည်းကမ်းနဲ့အရေးယူလို့ရနေပါသေးတယ်။ကာဝေးဦးစီးချုပ်ကလောကပါကစစ်ခေါ်ရင်ပြန်လည်းစစ်မှုထမ်းရမယ်ဆိုတော့မုံလုံးဆက်ကူကတ်ထားတဲ့ဥပဒေဖြစ်ပါတယ်။ဒီလိုဆိုရင်ပြည်သူစစ်မှုထမ်းဥပဒေကိုဘယ်လိုတိန့်ဆောင်ကြမလဲ ငွေပေးပြီးကျင်းလို့ခွင့်ရနေတယ်ဆိုတာကလည်းရေတို့ဖြည့်ဆင်းခြင်းများလာဖြစ်ပါတယ်။တိတ်ဆောင်ဖို့ကတော့စစ်ကောင်စီထိ ंछ ုံနေမြေတွေကနေစွတ်ခွာဖို့ပဲဖြစ်ပါတယ်။ဒီဘက်ကိုတရားဝင်နီလာနဲ့ထွက်ခွာဖို့ဆိုတာလည်းမဖြစ်နိုင်တော့ဘူးဖြစ်ပါတယ်။လွမြောက်နေမြေတွေရောက်တဲ့အခါမှာလည်းကိုယ့်ကိုယ်ထိမှပြေးလာကြတယ်ဆိုပြီးတစ်ဆင့်နဲ့မဆက်ဆံကြဖို့လည်းအရေးတကြီးလိုအပ်ပါတယ်။ဒီတွင်နေပြည်သူချို့ဟာပြည်သူတော်တော်များများတော့ကိုယ်တိုင်ဝင်မတိုက်ပေမဲ့ ညီမျိုးစုံနဲ့ထောက်ပံ့မှုတွေလုပ်နေတာမျိုးတွေရှိကြပြီးပြည်တွင်းစစ်တပ်ထိ ंछ ုံနေမြေထဲမှာနေထိုင်ကြသူတွေဟာဘယ်ကိုဘယ်လိုထောက်ပံ့နေဆိုပြီးလုပ်လို့ရတာမျိုးလည်းမဟုတ်ပြန်ပါဘူးထောက်ရရင်ဒီပြည်သူစစ်မှုထမ်းဥပဒေဟာရှောင်လဲကိုခက်ခဲပြီးစစ်သားဖြစ်သွားပြီဆိုရင်လည်းစစ်တပ်နေရာလဲသွားမှာကိုသဘောပေါက်ကြဖို့အထူးလိုအပ်ပါတယ်ဒါတော့စစ်တပ်ဟာတကွက်ချန်ထားပါသေးတယ်နှစ်နှစ်ပြည့်ရင်တရားဝင်ထွက်ခွင့်ပေးပြီးပြည်ရေးပြည်ပအလောက်ကအာမခံချက်ဆိုတဲ့မလုံးပေ ဖန်ပြအလုပ်လုပ်လာနိုင်ပါသေးတယ်။ဆိုပေမဲ့ဒီအချက်ဟာစစ်တပ်အတွက် risk အရင်များပါတယ်။အကျိုးအဖြစ်လွန်စွာကြီးမားနေတာကိုတွေ့ရပါတယ်။အဲ့ဒါလို့သာဆိုရင်မူလအမြဲတမ်းစစ်သားကြီးတွေရဲ့စူပူအောင်ကြွမှုတေချာပေါက်ဖြစ်လာမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းနှစ်နှစ်ထဲပါကွာဆိုတဲ့အတွေးအမြင်ကိုဖြစ်ပေါ်သွားစေမှာဖြစ်ပါတယ်။ဒါမှမဟုတ်လှုပ်ရဲတဲ့လှုပ်တဲ့လှုပ်နေတဲ့စစ်တပ်ဖြစ်ပါတယ်။ အဓိကပြောချင်တာကတော့ဝင်ပြီးရင်စစ်တမ်းတွေကလဲသွားမှာသိကြပါရယ်မတက်တာတဲ့အချိန်ကြီးအကြောင်းကြောင်းဝင်လိုက်ရတဲ့ဆိုရင်လည်းပြည်သူစစ်မှုရန်ခြားတဲ့ညီငယ်တွေစစ်တပ်ကိုစုခါထွက်ပြေးလာပါကတိုင်းပြည်လုံးကအဖွဲ့စည်းတိုင်းဟာလွှဲလွှဲပြုံလာစွာကြိုးစိုးနေတာဖြစ်ပါကြတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်